အားလုံးပဲကျမကအသက်40နာခန့်နေတဲ့ model တယောက်ပါဒီလုပ်ငန်းကနေတဖြည်းဖြည်းထုတ်ပယ်ခံရပြီးအခုအဆင်ပြေအောင်အစားအသောက်ပို့ဆောင်မှုလုပ်နေရပါတယ်ဒီအလုပ်ဆက်လုပ်တာနှစ်ရက်ပဲရှိသေးပေမဲ့အချိန်မဆုံးစိန်ခေါ်မှုကတော့လမ်းတွေနဲ့ပို့ဆောင်မှုမှာနောက်ကျမှကိုစိတ်ပူရတာဖြစ်ပါတယ်အမြဲတမ်းအလင်လုံနေရပြီးတော့ဒီအေးခဲတဲ့ရာသီဥတုကလည်းကျန်းတန်းလုံးပါတယ်ပို့ဆောင်မှုအနေငယ်လုပ်ပြီးရင်တောင်မျက်နာကအက်အကွင်ရောမဲ့အထီကိုခံစားရပါတယ် နွေထွေးဖို့နေရာတစ်ခုရှာရပေမဲ့တခြားနေလမ်းမရှိဘူးဆက်လုပ်သွားရမှာပါပဲအသက်40နာခန့်နေတဲ့မော်ဒယ်တယောက်ကလုပ်ငန်းချန်ဆင်းလာမှုကြောင့်အချိန်ပိုင်းအစားအသောက်ပို့ဆောင်မှုအလုပ်ကိုလုပ်ကင်လာခဲ့ပါတယ်သူမသူမရဲ့အထွေကြောင့်တွေကိုဗီဒီယိုတွေနဲ့အွန်လိုင်းမှာမျှဝေနေပြီးလူအများရဲ့အာရုံစိုက်မှုကိုရရှိနေပါတယ် မန်းလှလေးရနေ့မှာဒီမက2025ခုနှစ်ကိုအစားအသောက်ပို့ဆောင်ရင်းဘဝကိုအကောင်းမြင်စေတဲ့ဖြတ်သန်းနေပုံကိုမျှဝေခဲ့ပြီးဂျီရှုသူရီစီကချီးကျူးမှုတွေရရှိခဲ့ပါတယ်။ အများကကျမတကယ်ပဲအစားအသောက်ပို့နေရလို့မယုံကြပါဘူး။ဒါကြောင့်ဒီနေ့ကျမရဲ့အထွေးတွေကိုရှင်းပြချင်ပါတယ်။အခုကျမအလုပ်ဈေးကွက်ကတိတ်မကောင်းပါဘူး။အားလုံးသိတဲ့အတိုင်းမော်ရယ်လုပ်ငန်းကလူငယ်ပိုင်းကိုမိခိုးတဲ့အလုပ်တစ်ခုပါ။ကျမအသက်က40နီးပါးရှိပြီးကိုလုံးပူပေါင်းကိုဘလောက်ပဲထိန်းထားနိုင်ပါစေ။ငယ်ရွယ်တဲ့မော်ဒယ်တွေနဲ့ရှင်ပြိုင်လို့မရတော့ပါဘူး။ကဲယောကဖြစ်ပြီးကလေးကအလုပ်ခိုင်နေနေလာပါတယ်။ ဝင်ငွေရကျမရဲ့အသုံးစည်းတွေကိုမဖြည့်ဆည်းနိုင်တော့ပါဘူး။ဒါကြောင့်အစားအသောက်ပို့ဆောင်မှုစလုပ်ခဲ့ရပါ။အစားအသောက်ပို့ဆောင်ရင်တရက်ကို60ကနေ100ရန်လောက်ရပါတယ်။ဒါထက်ပိုပြီးတော့အရေးကြီးတာကဒီအလုပ်ကကျမကိုအလုပ်ရှုပ်နေစေပါတယ်။လှုပ်ရှားတက်ကြွစေပါတယ်။နေစဉ်ဘဝအသုံးစည်းဖြည့်ဖို့ပတ်စံအနေငယ်ရစေပါတယ်။ ဒါပေမဲ့မော်ဒယ်လုပ်ငန်းအတွက်ပုံမှန်သင်ပြင်ကိုဆက်ထိန်းရတော့မှာပဲအသားရေထိန်းသိမ်းဖို့နဲ့ပြည့်ပြည့်ဖို့အသုံးကြီးတွေလိုနေတော့မှာဒါကြောင့်အစားအသောက်ပို့ရင်ဗီဒီယိုတွေရိုက်ပြီးလုပ်ငန်းထဲမှာကျမရဲ့မြင်သာမှုကို တုံ့ပြန်နေပါတယ်အကယ်၍ကျမရဲ့ဗီဒီယိုတွေအောင်မြင်သွားရင်ကြော်ညာတစ်ခုဒါမှမဟုတ်နှစ်ခုလောက်ရလာနိုင်ပါတယ်ဒီခက်ခဲတဲ့ဇီဝရေးမှာကျမရှင်ပြိုင်နိုင်ဖို့နဲ့အားအင်ထက်သန်နေဖို့လိုပါတယ်တယောက်ကမနစ်သက်ဘူးလို့မှတ်ချက်ပေးဖို့ပါတယ် မင်းအရှမ်းမိုက်တယ်။ငါဆိုအစားတော့ဘလို့ပို့ရမှန်းတော့မသိဘူးတဲ့။နောက်တစ်ယောက်ကတော့မင်းဘာမှဘသူ့အိုမှာတက်တည်ပြเสียရမလို့။မင်းကအခုရေကတော်နေပြီလို့ပြောပါတယ်။အလုံးလည်းပဲဖြစ်သွားတဲ့အလေအလက်အသက်အရွယ်အလုံးသမားတွေအများအပြားကအစားတော့ပို့ဆောင်မှုစီလှည့်လာကြပါတယ်။မတည်ငြိမ်တဲ့အလုံးကန်ရှိသူတွေလည်းဒါကိုဒေးအလုံးနေနဲ့လုံးကန်ကြပါတယ်။ဥပမာဘေကျင်းမှာပြီးခဲ့တဲ့နှစ်ရဲ့ပထမနှစ်ဝက်မှာအစားတော့ပို့ဆောင်သူအရေးအတွက်က အရင်နှစ်ချက်49.9ရာခိုင်နှုန်းအားသင့်ပွဲမြင့်တက်လာခဲ့ပါတယ်။ဒါကြောင့်ဒီလုပ်ငန်းကပြင်းထန်လာပြီးပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်။နောက်ထပ်စိတ်ပူစရာလမ်းကြောင်းတစ်ခုကတော့အလုံးလက်မဲ့လိုင်းထဲမှာ night club အလုပ်တွေတဲဝင်လာတဲ့အမျိုးသမီးရေအတွက်မြင့်တက်လာတာပါ။ night club တွေမှာ18နှစ်လောက်ကင်ခဲ့တဲ့အမျိုးသမီး blogger တယောက်က 2025ခုနှစ်မှာဒီလုပ်ငန်းနဲ့အမျိုးသမီးရေအတွက် အမြင့်ဆုံးဖြစ်ခဲ့ပြီးနွေရာသီအားလိုက်ရမှာပုံမဝင်ရောက်လာဖို့မျှော်လင့်ထားတယ်လို့ပြောပါရယ်ဒီနေ့မှာအလုံရှာနေသူတွေအများများပါတယ် ျွန်တော်ဒီလုပ်ငန်းနဲ့18နှစ်ရှိပြီနိုင်ကလက်တွေမှာအမျိုးသမီးအရေးအတွက်တလောက်များတာကိုတခါမှမမြင်ဘူးပါဘူးဒီရွေထက်ကပြီးခဲ့တဲ့နှစ်နှစ်အတွင်းပုံများလာမှာပါပဲပြီးခဲ့တဲ့နှစ်နှစ်အတွင်းအုံနဲ့မော်တော်ဆိုင်တွေမရေမထွက်နိုင်အောင်ပိတ်သိမ်းသွားခဲ့ပါတယ်ဝယ်ရလူငယ်တွေအလုံးလက်မဲ့ဖြစ်နေပြီးစီးပွားရေးလုပ်ငန်းရှင်တွေလည်းမအောင်မြင်ကအကျွေးတွေအများကြီးကြံရစ်ခဲ့ပါတယ်တချို့လူတွေကအိမ်ချင်းငွေနဲ့ကားချင်းငွေတောင်မဆက်နိုင်ကြပါဘူးတချို့ဒေသတွေမှာအစိုးရဝန်ထမ်းတွေတောင် လအစာကိုအချိန်မီမရရှိကြပါဘူး။ဒီမျိုးသမီးတွေကအများအပြားဟာ9 gladys ကိုလှည့်လာကြပါတယ်။မူလကဝန်တန်း200ရှိတဲ့နေရာတစ်ခုမှာအခု300ကနေ400အထိရှိလာပြီးအနည်းဆုံး10ရာခိုင်နှုန်းကညတိုင်းအလုံးချိန်တောင်မရပါဘူး။တချို့ကတော့ခြေပွားအနှိမ့်ဆိုင်တွေအကခမ်းမတွေဒါမှမဟုတ်ဓာတ်ရိုက်ထုတ်လိုက်ရောင်းချမှုတွေစီလှည့်သွားကြပါတယ်။ရှန်ဟိုင်းဟမ်ဂျူးနဲ့ ချန်ဒူးလိုမြို့ကြီးတွေမှာ night club အလို့သမားအရေးအတွက်ကတက်တန်းကျော်သွားပြီလို့ဆိုပါတယ်။ဒီနေရာဒီမှာဒီလုပ်ငန်းနဲ့ဝင်လာမဲ့သူတွေပိုများလာလိမ့်မယ်လို့ထင်ပါတယ်။တခြား blogger တယောက်ကဒီလမ်းကြောင်းနောက်ွယ်ရအကြောင်းအမျိုးပေါင်း၄ခုကိုဖယ်ချန်စိတ်ဖြာခဲ့ပါတယ်။ပထမအကြောင်းကစီးပွားရေးထိုးချနေတာပါပဲ။အလားပြင်ခွဲစိတ်မှုလုပ်ထားတဲ့အမျိုးသမီးတွေက အကျွေးတွေပြန်ဆက်ရမယ့်ဗန္ဒာယီဖီအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်သူတို့ဟာနိုင်ကလပ်အလုပ်တွေစီလှည့်လာကြပါတယ်။ဒုတိယကတော့ဓာတ်ရိုက်ထုံးလွှင့်လုပ်ငန်းကအရင်လိုအမြန်ဆုံးမရတော့တာပါ။ follower ချောင်းပေါင်းများစွာဒါမှမဟုတ်တောင်းနေချီရှိတဲ့ influencer တွေအတွက်တောင်းပါ။သိပြီးတော့ပတ်စံမရတော့ဘူး။ဒါကြောင့်သူတို့ဟာနိုင်ကလပ်အလုပ်တွေစီကိုပြန်လာကြပါတယ်။တတိယကတော့ Gen Z မျိုးသမီးတွေအထူးသဖြင့်စနစ်ပညာရေးမရှိတဲ့ဒါမှမဟုတ်အထူးကျွမ်းကျင်မှုမရှိတဲ့သူတွေဟာ လူငယ်ဘဝမှာအတမဝန်းချောင်းဖို့ဒီလုပ်ငန်းလေးကိုဝင်လာကြပါရင်နောက်ဆုံးနေနဲ့ဂုံးလေးပွဲရလူတွေရလည်းတင်းတင်းနဲ့အလုပ်တွေရှာမရဘူးတလားကို2000ဒါမှမဟုတ်3000ရန်လောက်နဲ့မနက်ကိုကနေပြီးတော့ည9နာရီအလုပ်ကိုမလုပ်ချင်ကြဘူးဖြစ်ပါတယ် ဒါကြောင့်သူတို့ဟာ night club လို့ကိုရွေးချယ်လာကြပါတယ်။ထပ်ပြီးတော့ affordable model လို့ခေါ်တဲ့သူတွေလည်းပေါ်ပေါက်လာပါတယ်။ဒါက model လုပ်ငန်းဒါမှမဟုတ်တရုပ်ဆောင်လုပ်ငန်းမှာရှိတယ်လို့ဆိုကြတဲ့လူငယ်မျိုးသမီးတွေဖြစ်ပြီးတော့တကယ်တော့ငွေကြေးအပေးယူဆက်ဆံရေးဒါမှမဟုတ်လိန်လုပ်ငန်းလိုမျိုးမသိခွဲတဲ့အလုပ်တွေမှာပါဝင်နေကြတာလည်းဖြစ်ပါတယ်။ စင်ကာပူမှာကျောင်းသားတွေကိုပြပပညာသင်ဖို့ကူညီပေးတဲ့မျိုးသမီးဘလော့ဂါတယောက်ကအကြသေးခင်ကအာအသင်းစရာဖောက်တဲ့တယောက်နဲ့တွေ့ခဲ့ရလို့ပြောပါတယ်။အဲဒါကရှန်ဟိုင်းကအစင်းမြင့်အဖော်မော်ဒယ်တယောက်ဖြစ်ပြီးတော့စင်ကာပူမှာကျောင်းသားအဖြစ်နဲ့ပတ်စံရှာဖို့ကြောင်းရွှေ့လာကြနေတာပါ။အကြသေးခင်ကစင်ကာပူမှာပြပပညာသင်ဖို့စိတ်ဝင်စားတဲ့အမျိုးသမီးငယ်တယောက်နဲ့တွေ့ခဲ့ပါတယ်။သူကအန်အောလောက်အောင်လှပြီးတော့ ဈေးကြီးတဲ့ဒီဇိုင်နာဝတ်စားတွေဝတ်ဆင်ထားပါတယ်။ယုံကြည်မှုအပြည့်နဲ့အစာပိုင်းမှာသူဟာ Jiansu, Jianshi ဒါမှမဟုတ် Shanghai ရချမ်းသာတဲ့အမွေစက်ခံသူတယောက်လို့ထင်ခဲ့ပါတယ်။ဒီသားစုဆက်ဆံရေးကောင်းပြီးတော့အကုန်သတင်းအတွက် ဒီပါပွဲတစ်ခုလိုချင်တဲ့သူလို့ထင်ခဲ့တာပါ။ဒါပေမဲ့သူမရဲ့မိကုံးတွေကပုံမှန်ចောင်းသားတွေရဲ့မိကုံးတွေနဲ့လုံးဝမတူပါဘူး။တက်ကတူရီဒါမှမဟုတ်တန်တန်းနေအကြောင်းမမေးပဲစင်ကာပူမှာဝင်ငွေရနိုင်တဲ့အခွင့်အလမ်းတွေဒေသခံတွေရဲ့ပြန်ပြားလာစာတွေစင်ကာပူကចောင်းသားတွေကရေဘူးရအဖြစ်ဆွေးဆောင်မှုရှိလားဆိုတာကိုပဲအာရုံစိုက်မိပါတယ်။အအောင်သိစရာကောင်းတဲ့အပိုင်းကတော့ သူကတရားဝင်ဆိုင်ရာဆရာနီမှာဝိသကရိကိုပြောင်းလဲပေးနိုင်တဲ့လူတယောက်ယောက်ကိုတည်လာလို့မေးလာတဲ့အခါပါပဲ။အဲဒီမှာသူရဲ့ရည်ရွယ်ချက်ကပညာရေးအတွက်တသက်မဟုတ်မှန်းသဘောပေါက်လိုက်ပါတယ်။နောက်ပိုင်းကျမနည်းနည်းစုံစမ်းကြည့်တော့ သူကရှန်ဟိုင်းကအဖော်မော်ဒယ်တယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။အလားပြင်ခွဲစိတ်မှုနဲ့ဂရုစိုက်ကိုပိုင်အမတ်စိတ်ဖန်တီးမှုတွေနဲ့သူကချမ်းသာပြီးတော့စံပြတဲ့ပုံရိပ်တစ်ခုကိုတိဆောက်ထားခဲ့ပါတယ်။ဒီလိုမျိုးသမီးတွေကအခု စင်ကာပူစီအာယုံဆိုင်လာကြပါတယ်။တချို့သတင်းတွေအရသူတို့ဟာတညကို2000ကနေ3000ယွမ်အထိရရှိနိုင်တယ်လို့ဆိုပါတယ်။ဒါကသမိုင်းကိုပြန်သတိရစေပါတယ်။ ဆိုင်မင်းမင်းမင်းစံနောက်ပိုင်းမှာဆိုရင်တော့ဖိုးချန်နဲ့ကွမ်တုံကစင်ရဲမိသားစုတွေဟာရွေးချယ်စရာမရှိပဲလေးရှောက်ကိုသွားပြီးတော့ရဘာပင် ထုတ်လုပ်သူတွေနဲ့စောင်းလို့ရေအလုပ်သမားတွေအဖြစ်အလုပ်လုပ်ခဲ့ကြရပါတယ်။ဒါပေမဲ့အခုပြည်ရင်းထွက်သွားနေသူတွေကစင်ရဲတဲ့အလုပ်သမားတွေမဟုတ်တော့ပါဘူး။ဂျီယန်စုခွန်ဂျုံနဲ့ရှန်ဟိုင်းက ကုဘာသာကိုရုပ်ဖြတ်ထားတဲ့လူအဖွဲ့အစည်းတွေကဆိုရှယ်လစ်တွေပါသူတို့ဟာကျောင်းသားဗီဇကိုအသုံးပြုပြီးတော့အစ်စ်နဲ့အဖော်မော်တဲ့လောကကိုဝင်ရောက်နေကြတာပါဒီပြောင်းလဲမှုကတစ်ဖက်မှာအံ့အားသင့်စရာဖြစ်ပြီးတော့တစ်ဖက်မှာစိတ်ပြည့်စရာပါပဲ လိုလက်တဲ့မှတ်ချက်ပေးသူဒူဂျန်ကဗန်နာရီခက်ခဲဆိုတာကိုကျင့်တရားယူယုံမှုအတွက် အကြောင်းပြချက်မဖြစ်သင့်ဘူးလို့ပြောခဲ့ပါတယ်။ဒီကနေ့ခေတ်တရုံမှာလူတွေကစိတ်ရင်းမှုကိုပြောင်းလောင်ကြပြီးတော့ပြည်ထောင်စုလုပ်ငန်းကိုတော့ညက်ွယ်ပြုထားကြပါတယ်။တရုတ်ကွန်မြူနတီပါတီကစေစွန်းနဲ့များစွာဘာသာမဲ့ဝါဒကိုမြင့်တင်ခဲ့ပြီးတဲ့နောက်လူငယ်တွေတင်းမှာခိုင်မာတဲ့ကိုကျင့်တရားလမ်းညွှန်မရှိတော့တာများပါတယ်။ ကိုယ်ခန္ဓာကိုရောင်းချတာကပတ်ဆက်ရဖို့လွယ်ကူတဲ့နည်းလမ်းလို့ထင်ရပေမဲ့ရုပ်ပိုင်းဆိုင်ရာနဲ့အစိတ်ပိုင်းဆိုင်ရာထိခိုက်မှုကပြင်းထန်လွန်ပါတယ်။ဒီအမျိုးသမီးတွေကနောက်ဆုံးမှဝန်းနေစရာအခြေအနေတွေရောက်သွားကြပါတယ်။တရုတ်ရဲ့စီးပွားရေးပြဿနာတွေပုံနဲ့ဆိုင်လာတာနဲ့အမျှအလုံးလက်မဲ့ဖြစ်မှုကနှက်အပြားစိုးရိမ်စရာဖြစ်လာပါတယ်။ During caution နဲ့ ရှန်ဖောင်းရှူရို platform တွေမှာဆိုရင်တော့အလုံးလက်မဲ့ဖြစ်မှုအကြောင်းကိုဆွေးနွေးမှုတွေကနေရာနဲ့ရှိနေတယ်။တချို့အသုံးပြုသူတွေက၎င်းတို့ရဲ့ရုံးခတ်မှုတွေကိုမျှဝေကြတယ်။တချို့ကအလုပ်ခွင်မှာခွဲခြားဆက်ဆက်မှုတွေကိုညှဉ်းညူကြပါတယ်။တချို့ကတော့စိတ်ပြတ်မှုနဲ့အတူအကူအညီမဲ့မှုကိုဖော်ပြပါတယ်။အလုံးလက်မဲ့တွေထဲမှာအမျိုးသမီးတွေကပုံမှန်ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ပုံပါပဲ။ လူမှုကွန်ရက် post တွေမှာအမျိုးသမီးတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကို အသေးစိတ်ဖော်ပြထားတယ်ဆိုပေမဲ့သူတို့ကစီးပွားရေးလုပ်ငန်းပိုင်ရှင်တွေမဟုတ်ပဲဖြစ်ဖြစ်ဝန်ထမ်းတွေပဲဖြစ်ဖြစ်အခက်အခဲတွေနေကြပါပဲ blogger တယောက်ကအသက်35နှစ်ဟာအလုံရှာနေတဲ့အမျိုးသမီးတွေအထွက်ကတော့အတားအဆီးဖြစ်လာတယ်လို့ထောက်ပြခဲ့ပါတယ် အမျိုးသမီးတယောက်အတွက်အသက်35နှစ်ပြည့်သွားရင်တမျိုးတစ်ပါးသာမပြောထားတဲ့အစည်းအဝေးတစ်ခုကိုချိုးဖောက်လိုက်သလိုပါပဲအလို့ခေါ်စားအများစုကအသက်35နှစ်အောက်ပဲလိုချင်တယ်လို့ဖော်ပြထားပါတယ်အမျိုးသမီးတွေကအခက်အခဲဆုံးအုပ်စုပါပဲအလုံးနဲ့မိသားစုတာဝန်တွေဆက်ဆံရေးတွေကလေးထိန်းချမှုတွေကိုဟန်ချက်ညောင်လုပ်ရပါတယ်တစ်ဖက်မှာသာမိုမီတာဂိုင်ထားရင်နောက်တစ်ဖက်မှာ PowerPoint တင်ဆက်မှုကိုပြင်ဆင်နိုင်ပါတယ်ဒါပေမဲ့အလုံးလျှောက်တဲ့အခါ အမျိုးသမီးအလုံးခန့်သူတွေတောင်စာနာဟန်နဲ့ခေါင်းငေးပြပြီးတော့ဘယ်တော့မှပြန်မခေါ်ကြပါဘူး။တခြားအမျိုးသမီးတစ်ယောက်ကတော့အလုံးထွက်ပြီးရနောက်အလုံးတစ်ရှာရတာဘလောက်ခက်ခဲတယ်ဆိုတာကိုညွှန်ဝေခဲ့ပါတယ်။အသက်30ဆိုရင်တောင်မှအကန့်အသတ်လို့ခံစားရပါတယ်။ဘလောက်ရှာရတာကမယုံနိုင်လောက်အောင်ခက်ခဲပါတယ်။အသက်30ကျော်သွားရင်အလိုလိုပြစ်ပယ်ခံရသလိုခံစားရပါတယ်။အွန်လိုင်းမှာအလုပ်အများကြီးရှောက်ထားခဲ့ပါတယ်။ အယောင်အကူအလုပ်ကိုရှောင်ရင် အတွေ့အကြုံရှိလားလို့မေးပါတယ်။မရှိရင်အဆင်မပြေပါဘူး။ဒီနေ့အယောင်အလုပ်တစ်ခုအတွက်အင်တာဗျူးသွားခဲ့ပါတယ်။လူတွေအဆင်မပြေဝင်ထွက်သွားလာနေတာကို တွေ့ရပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာအပတ်စဉ် target တွေကိုမလိုက်မီလို့လို့ပြောပါတယ်။အကယ်လို့တားဂက်တွေကိုမရောက်နိုင်ရင်စနေတနင်္ဂနွေတောင်မှမနာရပါဘူး။ ထပ်ပြီးတော့တိုင်းရိုက်ထုံးလိုက်ရောင်းချမှုဆိုတာကိုလည်းအဆုံးစားမရှိတဲ့လမ်းတစ်ခုလိုပဲဒီနေ့မှာ အလုပ်ဈေးကွက်ကအဆိုးရွားလွန်ပါတယ်။တယောက်ယောက်ကဒီချက်ပို့ပြီးတော့အဆင်ပြေတဲ့အခွင့်အလမ်းရှိခဲ့ကြလား။ဟန်ဂျိုးမှာကျမလုံးဝလမ်းပြောင်းနေတယ်လို့ခံစားရတယ်။တခြားမျိုးသမီးတယောက်ကတော့အလုံရှာဖွေမှုဟာတရားရဂိုင်လုံးနှီးပါမဖြစ်နိုင်တော့ဘူးလို့ဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကနေဒီအပတ်ထိအင်တာဗျူးတစ်ခုပဲရခဲ့တယ်။အလုံတိုင်းကိုထက်ခါထက်ခါစစ်ဆေးခဲ့ပြီးတော့အလုံရာထူးလွတ်နေတာကသိမ့်မရှိပါဘူး။ ကျမရဲ့မင်းတွေကိုအများကြီးပို့ထားပြီးပါပြီ။ဒါပေမဲ့ဖတ်မထားပါဘူး။ဒါမှမဟုတ်ဘယ်တော့မှပြန်မခေါ်ပါဘူး။ကျမရဲ့ရှောင်းလော်ရီကတကယ်ပဲရောင်းနေရလားလို့တောင်းတွေးမိလာပါတယ်။ဒါကြောင့်ဒီမနေ့မှအလုံးရှောင်းပွေမှုပရီမီယံအဖွဲ့ဝင်အတွက်68ရွံပေးခဲ့ပေမဲ့အခုထိဘာမှတုံ့ပြန်မှုမရသေးပါဘူး။အလုံးဖော်ပြချက်တွေကရှိစရာပါ။ဒါလိုချင်တယ်၊ပွာလိုချင်တယ်၊အကုန်လိုချင်တယ်။ဒါပေမဲ့တင်းတင်းနဲ့အကျိုးခံစားခွင့်နေတဲ့အလုံရာဒူတစ်ခုရဖို့ဆိုတာကတော့ ကံကောင်းမှပဲရပါလိမ့်မယ်။စနေတနင်္ဂနွေပြည့်ရကြောင်မှမရတာမျိုးရှိပါတယ်။ဒီအလုံးဈေးကွက်ကဘလို့ဖြစ်သွားတာလဲ။ဦးဂျန်ကဘလော့ဂါတယောက်ကလည်းအလုံးရှာသူတွေကိုဝေဝေးနေဖို့တတိပေးခဲ့ပါတယ်။ဦးဂျန်မရောက်သေးဘူးဆိုရင်ဒီအလုံးရှာသူကတံတားလို့ခေါ်တဲ့နေရာကိုမကြည့်နဲ့။လူတွေအလုံးမရှိဘဲပဝင်းကျင်မှာရပ်နေကြတာပါ။အိမ်မှာပဲနေပြီးတော့လဲလုံနေတာပိုကောင်းပါသေးတယ်။ လမ်းမပေါ်မှာရှောက်သွားနေတဲ့အမျိုးသမီးတစ်ယောက်ကအလုံရှာရတာစိတ်ထိခိုက်လွန်လို့ငိုချလိုက်ပါတယ်။ဘယ်နေရာမှာအလုံရှာလို့မှမရဘူးလို့ခံစားရတယ်။အယံခက်ပါတယ်။အင်တာဗျူးတောင်မရဘူး။သိမကောင်းတဲ့အလုပ်တွေတောင်ကျမကိုမလိုချင်ကြပါဘူး။အသက်28နှစ်မှာတင်ကျမကိုပယ်ထားတာလား။ဘာလို့မှမသိတော့ပါဘူး။လုံးဝလမ်းပြောင်းနေတယ်လို့ခံစားရပါတယ်။တခြားဘာလို့မှမလဲ။မက်ချ်လာ7ရက်နေ့မှာအသက်20ကျော်အရွယ်မျိုးသမီးတစ်ယောက်က ူမရဲ့နေစဉ်ခီးရှည်ကြီးနဲ့တရင်ကောင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။တလကို4600ရွန်ရဖို့အတွက်ဒီမဟာမြို့တွေကိုဖြတ်ပြီးတော့130ကီလိုမီတာကားမောင်းရပါတယ်။ဒီအကြောင်းအရကအဝေးပေါ်မှာနံပါတ်1ခစ်စားတဲ့ဆွေးနွေးမှုဖြစ်လာခဲ့ပါတယ်။တရုတ်မီဒီယာသတင်းတွေအရ ုံအမြင်ရတဲ့ဒီအမျိုးသမီးကဟန်နန်ပြည်နယ်ရှင်ယမာနေထိုင်ပြီးဂျော်ဂျန်မှာအလုပ်လုပ်ပါတယ်။သူမရဲ့ခီးရှည်ကြီးအကြောင်းကိုအွန်လိုင်းမှာတင်ခဲ့ရတာကအပြင်းထန်တဲ့ဆွေးနွေးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့သူမကလူပေါ်ကိုင်းမဲ့ဆယ်ယောက်ကျော်လဲသူမလိုပဲမြို့မြို့ဖြတ်ပြီးတော့ခီးသွားလာနေရတယ်လို့ပြောပါတယ်။ တပတ်မှာတော့လူဆန်အရင်းမြစ်နယ်ပယ်မှာချောင်းမင်းအထွေကြောင့်ရှိတဲ့အမျိုးသမီးတယောက်ကအလုံရှာဖွေရမှာသူမရဲ့ရုန်းကန်မှုအကြောင်းညွှန်ဝေခဲ့ပါတယ်။စိတ်ပြနေပေမဲ့အကောင်းမြင်စိတ်ထားဖို့ကြိုးစားနေပါတယ်။ဟိုင်းအားလုံးပဲကျောင်းပြောရတာနည်းနည်းရှက်စရာပါပဲဒါပေမဲ့ HR မှာ6နှစ်လုပ်ခဲ့ပြီးရတော့ကျွန်မအလုပ်ရှာမရသေးပါဘူးဒါပေမဲ့ဒီစီးပွားရေးမှာဒါကပုံမှန်မဟုတ်လား တိတ်ပြီးတော့စိတ်ဖိစီးနေကြရမလို့မလားဒီနေ့ကျမတို့အချိန်ပိုင်းအလုံးလုံးပြီးတော့ပတ်စံနေနေရခဲ့ပါတယ်ဒါကြောင့်ကျမလုံးဝလက်မလျှော့သေးပါဘူးလို့ပြောပါတယ်တချို့လူတွေက online အလုပ်ရှာဖွေရေး platform တွေမှာအသစ်တင်ထားတာတွေရှာပါလာတာကိုသတိထားမိပါတယ်။ Boss Jobin လို့မျိုးအလုပ်ရှာဖွေရေး site တွေမှာအသစ်အစမ်းဘာမှမရှိတော့ပါဘူး။နေတိုင်း company တွေ၊ရာထူးတွေပဲတွေ့ပါတယ်။ သူတို့ကအချိန်အကြာကြီးလူခေါ်နေပေမဲ့ဘသူ့ကိုမှရွေးမထားသေးပါဘူး။ကျမလည်းအချိန်အကြာကြီးအလုံးရှာနေတာဒါပေမဲ့အခုထိအလုံးမရသေးပါဘူး။ဘာလို့ကျမကိုရိုးရိုးရှင်းရှင်းမခန့်ထားကြတာလဲလို့တွေးနေမိပါတယ်။ဝဲရပီးရနောက်အလုံးရှာဖွေရအခက်ခဲတာက ရုံးနိုင်ငံရဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေတရာတစ်ခုပါတက္ကသိုလ်ဝင်ရတွေကအလုံးလက်မဲ့တွေတဲပုံများလာနေပါတယ်2024ခုနှစ်မှာတရုံးနိုင်ငံမှာဝင်ရလူငယ်ပေါင်း17တသမ8သန်းရှိခဲ့ပြီးရှန်ဖင်းရဲ့အစီရင်ခံစာအရသူတို့တွေကအလုံးကံရရှိမှုနှုန်းကရခင်နဲ့က58တသမ600ခိုင်နှုန်းကနေ55တသမ900ခိုင်နှုန်းအထိကျဆင်းသွားပါတယ်ဆိုလိုတာကဝင်ရတွေရဲ့နေပါတဝက်ကအလုံးလက်မဲ့ဖြစ်နေတာပါပဲ2025ခုနှစ်ကိုကြည့်ရင် ဝေယလူငယ်ပေါင်းစနစ်တသမအနက်တန်းဆိုတဲ့ပိုကြီးမောင်းတဲ့ line တစ်ခုထည့်ရောက်လာဖို့မျှော်လင့်ထားတယ်။ဘီကနီကအလုပ်စည်းကွက်ဟာတက္ကသိုလ်ဝေယရီအားလုံးကိုခင့်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။အခုအလုံးရှာသူ၄သိန်း၃000ထပ်တိုးလာတာကလူငယ်အလုံးလမဲ့ပြဿနာကိုပိုဆိုးလာစေမှာပါ။မျိုးသမီးတက္ကသိုလ်ကျောင်းသူတယောက်ကတရုတ်နိုင်ငံရဲ့ဝေယရီအတွက်အနာဂတ်ကဘာဖြစ်မလဲလို့မျှော်ထုတ်ခဲ့ပါတယ်။ကျမကဟန်ဝေယဂျေးလက်ရွာကလာတာ။ ျမမေကပြောင်းရွှေ့အလုပ်သမားတယောက်ပါ။ဒီမရဲ့တသက်လုံးစူးစမ်းရှာထားတဲ့ပတ်စံတွေကိုကျမကိုကုန်းလေးပို့ဖို့တုံးခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာကျမတက်တဲ့အလုပ်တစ်ခုတောင်ရှာမရပါဘူး။ကျမမေကအသက်ကြီးလာပါပြီ ဒီမှာနှစ်ပေါင်းများစွာဈေးပေါ်တဲ့အလုပ်သမားအဖြစ်ရုံးခံခဲ့ရပြီးအခုအလုပ်ဈေးကွက်မှာဒီမလိုပဲဈေးပေါ်တဲ့အမျိုးသမီးတယောက်ကိုပြုစုပြောင်းထောင်ခဲ့ရလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူး။ဒီမှာရှောက်ထားတဲ့အလုပ်တွေကတလကိုရွံ3000လောက်ပဲလာစားပေးပါတယ်။အခုကျွန်တော်တို့လိုဘွဲရတွေကိုခေါ်ဖို့တလောက်ပဲလိုတော့ပါတယ်။ဒါပေမဲ့တလောက်နည်းနည်းနဲ့အလုပ်လုပ်ဖို့ဆန္ဒရှိရင်ရွှေပြောင်းလို့သမားတွေတောင်ရှာမတွေ့တော့ပါဘူး။ကျမမေကကျမကိုပိုကောင်းတဲ့အနာကဲရဖို့မျှော်လင့်ပြီး နည်းနည်းပဲရရလာစာနဲ့ထောက်ပံ့ခဲ့ပါတယ် ဒါပေမဲ့အခုကျမရဲ့ဝင်ငွေကသူရှာခဲ့တာနဲ့အတူတူပဲဒါမှမဟုတ်ပိုနေနိုင်ပါသေးတယ်။ဒီမှာကအလုံးရှာဖွေမှုတလားလောက်လုပ်ပြီးတဲ့နောက်မှာလုံးဝပြန်ပန်းလွယ်လည်နေပြီလို့ချက်ပြောပါတယ်။ဒီမှာရဲ့အကျန်းပေါ်ယောက်ျားလေးတွေကအများပြားဟာစားသောက်မှုဆောင်မှုကိုလုံးချပြီးတော့မိန်းကလေးတွေကတော့ဒိုင်းရိုက်ထုံးလင်းမှုကိုစတင်လုပ်ကင်နေကြပါတယ်။တရုတ်မှာလူသိများတဲ့ဟာတာတစ်ခုရှိတယ်။ပို့ဆောင်သူတွေကအနားယူတဲ့အခါဒိုင်းရိုက်ထုံးလင်းမှုတွေကိုကြီးကြပါတယ်။ထုံးလင်းသူတွေကဘိုက်စားတဲ့အခါ စားတောက်ပို့ဆောင်မှုမှာကြပါရယ်ပို့ဆောင်မှုကရတဲ့ပတ်စံကထုံးလွှင့်သူတွေကိုပေးဖို့သွားပါရယ်ထုံးလွှင့်မှုကရတဲ့ပတ်စံကစားတောက်မှာဖို့ပြန်သွားပါရယ်ဒီမှာကကျမတို့ရဲ့မိဘတွေကကျမတို့ကိုကောလိပ်တက်ဖို့အရန်စူးစားခဲ့ကြပါရယ်ဒါပေမဲ့ကျမတို့ကတကယ်အလုပ်တွေတောင်ရှာမရပါဘူးစားသောပို့ဆောင်မှုတွေအများကြီးစားနေရတော့ကျမတို့ရဲ့ကျန်းမာရေးပါထိခိုက်လာပါတယ်လို့အငြင်းညူပါတယ် ဒါကကျမတို့တွေးမိစေတယ်တက္ကသိုလ်တွေကကျမတို့ကိုပညာသင်ပေးဖို့တကယ်ရှိရလားဒါမှမဟုတ်ဘာမောက်ခရီရဲ့အလုပ်ကံကိုထိန်းထားဖို့ပဲလား ကျမတို့ကဂျာမွေရဲ့ပတ်ဝန်းကျင်ကဒေသခံစီးပွားရေးလုပ်ငန်းတွေကိုထောက်ပံ့ဖို့ဒီမှာရှိနေတာလားကောလိပ်ကျောင်းသားတွေကလုပ်ငန်းတွေအများကြီးထိန်းထားပေးနေပါတယ်ဒါပေမဲ့ကျမတို့ရဲ့အလုပ်ကိုင်ပြဿနာကိုဘယ်သူမှမဖြေရှင်းပေးပါဘူးဒီနေ့အချက်ချင်းကိုတုံ့ပြန်နေတဲ့အနေနဲ့ဒီဝအနာပိုင်တွေကဘွေးရတွေကိုအနောက်ပိုင်းဖွံ့ဖြိုးရေးအစီအစဉ်လို program တွေအောက်မှာဝေးလံခေါင်ဖြားတဲ့ဂျီလက်ဒေသတွေမှာအလုံးလုံးဖို့တွန်းအားပေးနေပါတယ် နိုင်ငံရေးသုံးသပ်သူတိုင်ရှင်ခွန်က Radio Free Asia ကိုပြောရမှာဂျီယိုနိုင်ငံရဲ့အလုံးလမဲ့ပြဿနာဟာနိုင်ငံလုံးဆိုင်ရာအချက်အလက်ဖြစ်လာပြီလို့ဆိုပါတယ်။အနောက်ပိုင်းဖွံ့ဖြိုးရေးအစီအစဉ်လို program တွေတောင်မှလုံလောက်တဲ့အလုပ်အကိုင်တွေဖန်တီးပေးနိုင်မှာမဟုတ်ပါဘူး။သူကတရုတ်နိုင်ငံရဲ့လူငယ်အလုံးလမဲ့နှုန်းဟာအနည်းဆုံး40ရာခိုင်နှုန်းရှိရလို့ခန့်မှန်းထားပြီးတော့ဒါဟာတရားဝင်ဂိမ်းကနန်းတွေထက်အများကြီးပိုမြင့်ပါတယ်။ လူငယ်တွေကိုဒေသခံအစ်စ်မှာဒါမှမဟုတ်ဈေးလက်ဒေသတွေမှာအလုံးလုံးဖို့အားပေးနေတာကြောင့်ဒီပြဿနာကိုမဖြေရှင်းနိုင်ဘူးလို့တိုင်ကပြောပါတယ်။အရင်တုန်းကဒေသခံအစိုးရတွေက၎င်းတို့ရဲ့ဝန်ထမ်းအင်အားကိုဒုချိတ်ထားခဲ့ပေမဲ့အခုသူတို့မှဆက်လက်ခံထားဖို့ငွေကြေးမရှိတော့ဘူးလို့ဆိုပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။